Hello အားလုံးမင်္ဂလာပါ။ Good Day Football Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ကဲဒီနေ့ကျွန်တော်တို့ Champions League ဒုတိယညပေါ့နော်။မနေ့ညကတော့ထပ်ပြီးတော့အဆင်မပြေပြန်ဘူး။ကျွန်တော်တို့နှလုံးလေးနဲ့ကက်လိန်ဝါပေါ့နော်။ဆယ်တစ်ဂိုးဘောတို့နော်။မစ်ချလန်ဂိုးဘောတို့အဲပြီးရဂီတာခေးရနှလုံးပြီးအောင်ကန်ပေးပါရနော်။ကျေးဇူးတင်ပါတယ်။အားလုံးကျေးဇူးထူးတင်ရှိပါတယ်နော်။အော်ကျွန်တော်တို့ပဲမှားနေရလားလူလူကပဲကျွန်တော်တို့လောင်းနာကိုကြည်ပြီးတော့ပဲဘက်ကန်နေရလားတော့မပြောတတ်တော့ ော်တော်လေးချင်းနေစိုးနေเนาะကမောက်ကမိုင်ဖြင့်ကြွေလဲကြနေရပါဗျာကဲတော့ကျွန်တော်တို့ဒီနေ့ဒါဆက်ပြီးတော့ရွေးချယ်ကြတာဗောနော်ကျွန်တော်တို့ဆက်ပြီးတော့တွားရမယ်ဒါရက်ထားလို့မရဘူးအရှုံးထဲမှာနင်းနေလို့မရဘူးပြန်လဲယုံထားရမယ်ဗောနော်အဲ့တော့ပနောင်း၁၇နာရီ၅ကတော့ဒါဂိုဟက်အီကဲနဲ့ FCSP ပေါ့နော်စတူဝါဘူကာရက်အော်ဒီပွဲမှာကျွန်တော်တို့စတင်ကြီးကအီကဲက level ကို90ရှုံးနဲ့100ရှုံးကြပဲပြီးခဲ့တယ်ဂူပေါင်းကြီး၃လုံး20နိုင်ပြီးခဲ့ ။ဒါပေမဲ့လက်ရှိမှာအခုကျွန်တော်ဗီဒီယိုထဲမှာတလုံး90နိုင်ဖြစ်လာပြီ။ကိုပေါင်းကြီး3လုံးကို10ပြားရှုံးဝင်းကျင်အောင်ကတ်လိုက်ပြီနော်။ဘော်ဒီကြည်တန်းလည်းတိကျတာပြောင်းလဲလာတယ်။ကိုပေါင်းကြည်တန်းလည်းဒါပြောင်းလာပြီနော်။အော်ဒီဘွဲမှာ eagle ကအောက်သင်းပေါ့နော်ကျွန်တော်ဒီနေ့ရုံးမှာအဲ့ဒီ ranking နေမှတ်တဲ့ဆောင်းကရုံးမှာကျန်ခဲ့တယ်မနေ့ကတော့ပါဒီနေ့ကျန်ခဲ့တော့ဟိုအတိအကျတော့ကျွန်တော်မပြောတော့ဒါပေမဲ့ကျွန်တော်မှတ်မိသလောက်ဆို eagle ကအောက်သင်း FCSP ရအပေါ်တင်အောက်ကနေအပေါ်တင်ကိုလှန့်ကြည့်ဒါပေးတယ်မနက်ကလို level 80ရှုံးလောက်စတဲ့ကြီးလို့ level 80ရှုံးလောက်ဆိုတော့ဒါအင်ရှင်အန်တာချက်ဘာညာနဲ့လက်ခံပြီးလို့ရတယ်ဆိုတော့တလုံး90နိုင်ထိပြင်းလာတဲ့အနေထားမှာတော့ဒီကြီးက eagle တခုခုလုတ်ပြတော့မယ်လို့ကျွန်တော်တွေးတယ်ပြီးတော့လက်ရှိမှာ Netherlands ကလပ်ဒီပေါ့နော်ဒီဥရောပပွဲစဉ်တွေကစားထားတဲ့အချိန်တွေမှာဆို FC sorry ဒီ PSP လဲကြီးမအောင်သေးဘူး AJ လဲကြီးမအောင်သားဘူးပေါ့နော်ရှေ့မှာဆိုအော်ဒီနေ့မှာ ် eK များကြီးအောင်မလားပေါ့နော်ဒီလိုလေးကျွန်တော်တစ်ချက်ချင်းနေ eK နဲ့ Ultra ကနယ်ဒါလန်ကလပ်တွေပေါ့ဗျာအော်ကျွန်တော်ဒီဘက်မှာကြေးရဲတင်းပေးရဲတယ်အဲ့တော့ eK body လေးကိုကျွန်တော်ကြိုက်တယ်ပြီးတော့ Stuart Buka ကလက်ရှိမှာဆိုရင်ဒါဒီနှစ်မှာ Romania မှာသူလဲတော်တော်လေးတိုင်ပတ်နေမရင်နှစ်တရတော့ Romania Giant Club ပေါ့နော်သူလိမာလဲသူကဆရာကြီးပေါ့ဒါပေမဲ့လက်ရှိမှာဒါရှုံးမွေးတွေနဲ့တေးပွဲနဲ့ဂျားထဲမှာနိုင်ပွဲတစ်ပွဲလောက်ညှက်လာအဲ့လိုလေးနေတော်တော်လေးသူလဲကမကမဖြစ်နေပေါ့နော်အော်ဒီနေ့မှာကျွန်တော်ဒီ Netherlands League ကဒါအီကဲလေးပေါ့နော်နောက်ဆုံးနှစ်ပွဲဆက်တဲ့နိုင်ပွဲရတာရှေ့ဒါယာဒီအစ၄ပွဲဆက်တော့၃ပွဲဆက်ကအဲ၄ပွဲဆက်တော့သူနိုင်ပွဲပြောက်တယ်တေးသုံးပွဲနဲ့တပွဲရှုံးဒီလိုလိုနေနေရလက်တီရိုင်သွားပြီနောက်ဆုံးနှစ်ပွဲဆက်သူရတန်ပြန်မိလာတယ်နိုင်ပွဲကြီးလည်းပြန်ရလာနေတာဒီနိုင်လေးကိုဆက်ထိန်ပြီးတော့ဒီနေ့မှလည်းဒါသူတို့ဒီနေ့မှဒါဥရောပဝင်ခွင့်ပြန်ရတဲ့အနေအထားမှာဟိုအားဆိုင်ကစားလာလိမ့်မယ်တော့ကျွန်တော်တွေးပါတယ်အဲ့တော့ကျွန်တော်ဒီဘက်က e-cash body လေးကြိုက်တယ်ဂိုးဖက် e-cash body လေးကြိုက်ပါတယ်ဂိုးပေါင်းကတော့ နေတာလင်ကလပ်တွေရောတည်ရတိုင်းပဲဟိုအပေါ်ဒီကန်တဲ့အသင်းပဲပေါ့နော်အိမ်မင်းနေမှာပြီးတော့ FCSB ရဲ့လက်ရှိမှာနောက်တိုင်းနောက်ပိုင်းပွဲတွေမှာနောက်တန်းကလည်းတော်တော်ညံ့ပြီးတော့ဂိုးတွေပွဲတိုင်းနှိပါပေးထားရဆိုဒီနေ့လည်းဒါ FCSB ဂိုးပေးရမှာဆိုတော့ကျွန်တော်ဒီဘက်မှာဂိုးပေါင်းအပေါ်ပဲကြိုက်ပါနော်ဒီ IG တစ်ခုခုလုတ်ပြလိမ့်မယ်လို့ကျွန်တော်တွေးပါတယ်အော်ဇုံပေါ်လေးကြိုက်ပါ7:55မနေ့က7:55ပွဲအောက်ဆုံးနေဝင်အဲဘော်ဒီ အပေါ်တကြောင်မိကြည့်လန်တော့ဝင်ပြီမဲ့ကိုပေါင်းအောက်နှစ်ပွဲသွားတယ်ဘော်ဒီအောက်တစ်ပွဲသွားတယ်ပေါ့အောက်သုံးကြောင်ဝင်တယ်အပေါ်တကြောင်မတက်တယ်ပေါ့နော်ဟောဒီနေ့တော့ကျွန်တော်အပေါ်ဆုံးလေးကြိုက်ထားပါတယ်လိုင်းလီနဲ့ဘရန်မှာလိုင်းလီကတနာတလုံး40ရှုံပေးနေကိုပေါင်းရင်တလုံး55ပြားရှုံစတဲ့ကြီးကတလုံး30ရှုံတလုံး20တလုံး50နိုင်ဟောကိုပေါင်းကြီးတော့တည်တာပြင်းလာတယ်ပေါ့နော်ဘော်ဒီကတော့အလောက်ထိတိတ်ပြီးတော့တည်တာမှမရှိဒါပေမဲ့လိုင်းလီနဲ့ဘရန်နဲ့ဆိုရန်ကင်းရကြည့်မယ်လိုင်းလီကအများကြီးညံ့ပါတယ်နော်ရန်ကင်း ဒါ80တရာဝင်းကြီးလောက်ကို ranking အရာကြည့်မယ် line လေးရမြင့်နေအတင်ဒါပေမဲ့တလုံး40ရှုံးကတော့အနည်းနည်းလေးတော့နှုတ်တယ်ပေါ့ဗျာသိရမလားဟိုပြင်တိတ်ကလက်ကနေပြီးတော့ဒီ Norway ကလက်လေး brand ကိုပေးရကြည်တန်းကတော့နှုတ်ပါတယ်။အော်ဒီတစ်ချက်ကြောင့် line body နေရမှာနည်းနည်းလေးတော့ဒါဟိုကြောက်ကြောက်နေပေါ့ဗျာပြောရတယ်မနေ့ကဆိုတော့အတ္တလာဒီကိုမက်ထရစ်တလုံး20ရှုံး30ရှုံးလောက်သွားတာပဲရှေ့မှာလဲ1.23နေနိုင်နေတဲ့ဒီမှာမေမိုဆိုလဲဒါလောက်သွားတာပဲဗောနော် ဲ့လိုမျိုးလေးဆိုတော့ဒါ line body ဒီနေ့ရွေးချယ်မှာနည်းနည်းလေးလန့်အဲ့တော့ကျွန်တော်ဒီဘက်မှာ body လက်ဆောင်ပြီးတော့ကိုပေါင်းအပေါ်လေးကိုရွေးချယ်ခြင်းတယ် brand ကလည်းဟိုဘယ်လိုပြောမလဲ brand ကလည်းဒီကိုပေါင်းအပေါ်ကန်တဲ့လက္ခဏာရှိရတဲ့ line ကလည်းဒါအိမ်ကွင်းဆိုဂိုးရတဲ့အတင်းလို့ဒီပွဲမှာကိုပေါင်းအပေါ်လေးပဲကျွန်တော်ကြိုက်တယ်ပေါ့နော်အော်နောက်တစ်ပွဲက line 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 ကတော့ကျွန်တော် body လက်ရှောင်းလေးလည်းကောင်းပါတော့ကျွန်တော် line လေးတော့ကြိုက်တယ်ဘာလို့အိမ်ကွင်းဖြစ်တော့ဒီတပါးတွေ wire တပါးရဥရောပမှာပုံပြီးတော့သူကဒီ brand လို့ပေါ့လေအတွေ့အကြုံရှိရဆိုတော့ကျွန်တော် line body လေးတော့ကြိုက်တယ်ဒါမှမဟုတ်နည်းနည်းလေးအန်တယ်များကျွန်တော်ဒီ G တန်းရဲ့လန့်နေတာဖြစ်တယ်လက်ရှိမှာကျွန်တော်စောင့်ကြည့်နေခြင်းနေတယ်အော်ဒီဘက်မှာကျွန်တော်ကိုကိုပေါင်းအပေါ်လေးပဲကြိုက်ပါရယ်နော် အက်စတရမီလာနဲ့ဘိုလောနာမှာဆိုရင်အက်စတရမီလာလက်ရှိမှာတလုံး80နိုင်ပေးတယ်ဂိုးပေါင်းချင်းနှလုံး60ချုံဝင်းကျင်လောက်ပေးနေရပါတော့။အော်ဒီပွဲမှာအက်စတရမီလာကဘယ်လိုပြောမလဲ။မနစ်ကတူးစီးနဲ့နိုင်ခဲ့တယ်ဗျာချန်ပီယံလိမှာ။အဲတော့ကတလုံးကို50နိုင်လောက်ပေးတယ်တလုံး30နိုင်လောက်ပေးတယ် အဲ့တော့ဒါအက်စတရမီလာအကောင်းဆုံးပုံစံရောက်နေတဲ့အချိန်ပေါ့လေဗျာသိရမလားဒါပေမဲ့လက်ရှိမှာအက်စတရမီလာကလုံးဝကိုနိုင်ပွဲမရသေးတဲ့အတင်ဆန်နာလန်ကိုတယောက်အသာနဲ့ကစားခဲ့ရတော့မှဒါတကိုးပြန်ပေးခဲ့ရတည်ပဲရထားတဲ့အတင်ဖြစ်နေလုံးဝကိုတော်တော်လေးကိုမှအောက်ကိုထိုးကြနေအတင်ဒါမှလည်းဒါပေမဲ့ညာကျွန်တော်ပြောချင်တာအတင်တင်းတင်းရင်တော့ပြန်လာတင့်နေပြီလို့ကျွန်တော်တွေးတယ်အဲ့တော့ဒီဘက်မှာကျွန်တော်အက်စတရမီလာလေးကိုအရေးစွန့်ပြီးတော့ကြိုက်ရှင်နေအက်စတရမီလာဘော်ဒီလေးကိုကျွန်တော်ကြိုက်တယ် ဂိုးပေါင်းမှာဆိုရင်တော့ဒါဂိုးအောက်ပဲဒါလက်ရှိမှာဘိုလောနာကန်ထားတဲ့အဝေးဝင်းဖောင်ကျွန်တော်ကြည့်ရခါမှာရိုမာ1စီးနဲ့ရှုံးနေ AC ကို1စီးနဲ့ကျွန်တော်အဲ့နှစ်ပွဲလုံးကိုကျွန်တော်ဖွင့်လိုက်ကြည့်ပြန်ကြည့်ရိုမာ level 90ရှုံးမဲ့ပြီးခဲ့ AC ဆိုရယ်တလုံး90နိုင်လောက်ပဲပြီးပြီးတော့ဒါ1စီးနေနဲ့ကတ်နိုင်ခဲ့ AC Milan ရဲ့ Roma ရဲ့လက်ရှိ current form နဲ့ Aston Villa current form ရှင်းမယ်ဆိုရင် Aston Villa ရဲ့နှစ်သင်းဆုံးလုံးက AC ရော Roma တာပါတယ်တာရဲ့နှစ်သင်းတော်ကဒါ level 80ရှုံး90ရှုံးတလုံးအပြည့်နိုင်နေပဲပြီးခဲ့တာဆိုဒီနေ့ Aston Villa ပေးထားတဲ့တလုံး80နိုင်ဆိုရယ်ကြီးတန်းက ဒါ fair ဖြစ်တယ်လို့လည်းပြောလို့ရတယ်လိုအပ်နည်းနည်းလေးအောင်ပြင်းနေရလို့ကျွန်တော်ယူဆတယ်ဘာလဲ Aston Villa ကားလည်းဟောင်မကောင်းတယ်အရင်တော့မနေ့ကသူတင်းနိုင်တော့1 plus 30နိုင်50နိုင်ဒီပတ်ချလည်းပြီးခဲ့တယ်သွားရှင်လို့တော့မြတ်မနေ့က Aston Villa ပို့ပြီးကားလည်းဟောင်ကောင်းတဲ့အတင်းလေးနော်အော်ဒီနေ့မှာ Aston Villa အရင်ကောင်းတဲ့ကားလည်းဟောင်မကောင်းတဲ့အတင်းဖြစ်တဲ့ကျွန်တော်ဒီပွဲမှာတော့ Aston Villa 1-0လောက်နဲ့ဒါကတ်နိုင်သွားလိမ့်မယ်လို့ကျွန်တော်တွေးကျင်တယ်ပေါ့နော်အဲ့တော့ အစွန်မီတာနဲ့ဂိုးအောက်လေးတွဲဆော့မယ်ဆိုရင်ပို့ပြီးစိတ်ချရတယ်ဂိုးပေါင်းအောက်ကတော့လူကြိုက်မများဘာကြောင့်လဲဆိုဒီနေ့မှာယူပါလီပွဲတင်နေမှာဂိုးပေါင်းအောက်ဂိုးပေါင်းအောက်ကဒါအကောင်းဆုံးပေါ့နော်ဘာလို့လဲဟိုလူကြိုက်အများဆုံးဖြစ်သွားနေဘာလို့ဒူမိုင်း55 60လို့ဒီကြီးကအနူးဆုံးလည်းဖြစ်တဲ့အတွက်ကိုပေါင်းအောက်ကအလွယ်ဝင်သွားနိုင်ကြတော့ရှိတယ်ပေါ့နော်အဲ့ဒီချက်လေးကိုနည်းနည်းလေးသတိထားဖို့လိုအပ်ပါတယ်။အဖီယန်ပါရိုးရှ်နဲ့ဗီတိုရပယ်စလန်ကအဲ level 50ရှုံအင်ရှင်ဖီယန်ပါရိုးကပေးတယ်ဟန်ဂရီဂရက်ကပေးနေတယ်ကိုပေါင်းကြီးတော်လုံး80နိုင်90နိုင်ပေးနေတယ်ပေါ့နော် ဒီဘက်ဂူပေါင်းကြီးထူးဆန်းတယ်နှစ်တင်းစလုံးတိုက်စစ်အားတန်နဲ့နှစ်တင်းတွေ့ဆုံမှုတိုင်းနေ့မှာလဲဂိုးတွေရတယ်ဂိုးတွေပေးတယ်အဲ့လိုမျိုးဆိုကျွန်တော်ဒီပွဲမှာဂူပေါင်းအပေါ်ဟိုကြီးရဆိုတော့အပေါ်ကြိုက်လို့မကောင်းဘူးညာတည်းမှာဒါပေမဲ့သူနှစ်တင်းရဲ့လက်ရှိ current form နေရှေ့တန်းနေရကြည့်မယ်ပြီးတော့ဟိုအတင်းစရိုက်တွေရကြည့်မယ်ဆိုတော့ဂူပေါင်းအပေါ်လေးကနေကျင်စရာလေးပေါ့ဒါပေမဲ့ဒီဘက်ကကျွန်တော်ဂူပေါင်းရှောင်ကျင်တယ်ဒါမနေ့ကဆိုလဲ3 plus 89တဲ့ပေါ်တာရှိတာပဲဆိုတော့ရှောင်ကျင်တယ်အဲ့ဒီဘက်မှာကျွန်တော်ဗီတိုရပယ်ဆန်ကိုပဲကြိုက်တယ်ဘာကြောင့်ပဲကြိုက်ရလဲဆိုတော့ ဖီယန်ပေါလိုအနေနဲ့အင်ကွင်းမှာဒီတဲ့အဲနည်းနည်းလေးပို့ပေးလို့ရမယ်လို့ကျွန်တော်တွေးတယ်ရန်ကင်းရတဲ့ဖီယန်ပေါလိုကနည်းနည်းလေးပို့မြင့်တဲ့အတင်းဆိုတော့ဟန်ဂရီသူအင်ကွင်းမှာကြမ်းပါဆိုဒီတေလောက်သွားမယ်လို့ကျွန်တော်တွေးရပါတော့အဗီတိုရပယ်ဆန်ဘော်ဒီလေးကြိုက်တယ်ပြီးတော့နောက်တစ်ခါဖလိုးပေါ့ဖီယန်ပေါလိုရဲ့ဖလိုးကဒါဝင်းဝင်းဝင်း draw loose flow လာနိုင်နေရှိတဲ့အတွက်ကျွန်တော်ဗီတိုရပယ်ဆန်လေးနဲ့ပဲဆွန်စားခြင်းနဲ့ဂိုးပေါင်းကိုလက်ဆောင်ခြင်းပါနော် Ranger နဲ့ Jack Jack ကတော့အဲနောက်တင်းလုံးအတိတ်ပြီးလက်ရှိမှာအာရတာမကောင်းနေတဲ့တင်းတော့တော်တော်လေး တိုင်ပတ်နေတယ်ဟိုကောင်လည်းဘေဂျန်ဘေဂျန်လီမှာတိုင်ပတ်နေရင်ဂျာလည်းစကော့တလန်လီမှာတိုင်ပတ်နေဂျီတန်ကလက်ရှိမှာဒေဒေပေးနေရဂိုပေါင်းကြီး3လုံး80နိုင်တကယ်တကယ်ဆိုရင်ဂျာလိုအင်အရင်ပုံစံဆိုတော့ရင်ဂျာသူ့အင်ကွင်းမှာဒါဂျီလည်းပေးရဂိုလည်းအပေါ်တွေသွားတဲ့အတင်းပေါ့ဗျာဒါပေမဲ့ဒီနေ့ဘက်မှာအဲ့လိုမျိုးလာဖို့ခက်မယ်လို့ကျွန်တော်တွေးရ11 CD လောက်ပဲသွားမယ်လို့ကျွန်တော်တွေးတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာဂိုအောက်တကြောင်မကြိုက်ဝင်းကြောင်ဂျန်ကိုလက်ရှိမှာကာရန်ပေါင်ဆုတ်ပြက်နေတာဖြစ်ရယ်ဂိုးပေါင်းအပေါ်တက်လာဖို့ခက်လိမ့်မယ်လို့ကျွန်တော်တွေးတယ်အာဂိုးအောက်ပဲ ျွန်တော်ကြိုက်ပါတယ်။ Red Bull 7နဲ့ Porto မှာဆိုပေါ်တူကတလုံး85ပြားနိုင်ပြီးတယ်။ဂိုးပေါင်းကြီး3လုံး90နိုင်ပြီးရပါတော့နော်။စတဲ့ကြီးကပေါ်တူကဟွာပေးခဲ့ရပြ။ level 50ရှုံအဲ level 60ရှုံ90ရှုံလောက်ပဲပြီးရ။3 plus 90နိုင်ပြီးရပါ။အဲ့တော့ဒီပွဲမှာကျွန်တော် ဘဘူးဆဲဘက်ကတော့အရင်ကဩစတြေးဩစတြေးလျကလပ်ပေါ့ဗျာဒီကောင်အင်ဂွင်းတော့ကောင်းနေဒါပေမဲ့လက်ရှိမှာဘဘူးဆဲဘက်ကိုကြည့်လိုက်မယ်ဆိုရင်ဘာမှကိုအားကိုးခြင်းစာမကောင်းတော့အရင်တော့လိုမျိုးချန်ပီယံလိမှာသူကန်လုတ်ပြခဲ့တာတွေနော်ဟိုဂူပေါင်းပေါ်ကြီးကန်ပြခဲ့တာဒါမျိုးကြောင့်ဘာမှယုံကြည်ယုံကြည်နေလို့မရတော့အနေထားဖြစ်နေအဲ့တော့ကျွန်တော်ဒီပွဲမှာတော့ဒီဟိုဟာကြိုက်တယ် အဝေးတွင်ဒီပေါ်တိုအတင်းကိုကြာပေါ်တိုပိုင်းအောင်ကြာပေါ်တိုလက်ရှိကန်နာပွဲစဉ်ကျွန်တော်ကြည့်မယ်ဗနပွဲဆက်၄ပွဲ၈ပွဲဆက်တော့မှလုံးဝကိုတေးတော့မကြောက်တော့၈ပွဲဆက်တိုက်ကိုနိုင်ထားတာဟိုပေါ်တူဂီလိမာဆိုလုံးဝဆရာကြီးပဲဖြစ်နေလက်ရှိမှာเนาะအဲ့တော့ကျွန်တော်ဒီပွဲမှာပေါ်တိုအတင်းကြိုက်တယ်ဂိုးပေါင်းကတော့အပေါ်လည်းတက်နိုင်တယ်အောက်လည်းသွားနိုင်တယ်ဗျဒီပွဲဂိုးပေါင်းကျွန်တော်နည်းနည်းလေးမတင်မကြဖြစ်နေအဲ့တော့ကျွန်တော်ဒီမှာပေါ်တိုတစ်ချောင်းလေးကြာတယ်ပေါ်တိုအနိုင်တော့ကန်သွားလိမ့်မယ်လို့ကျွန်တော်တွေးရပါเนาะအဲ့တော့ပေါ်တိုပေါ်တီလေးပဲကျွန်တော်ကြိုက်တယ် ဥတာရဲနဲ့လိုင်ယွန်ပွဲစဉ်မှာဥတာရဲနဲ့လိုင်ယွန်ပွဲစဉ်မှာဆိုရင်လိုင်ယွန်ရဲ့ level ကို50ရှုံးလောက်ပြီးနေတယ်ကိုပေါင်းကြေး3လုံး60နိုင်80နိုင်ပြီးရပါတော့စတဲ့ကြီးက30နိုင်ပြီးအဲ sorry 50နိုင်ပြီးခဲ့တယ်အခု80နိုင်ပြီးနေကိုပေါင်းကြီးနည်းနည်းလေးတော့ပြော့လာတဲ့ဘက်ကိုတွားတယ်ဘော်လီကြေးတန်းတော့တိတ်ဘာမှပြောင်းလဲမှုမရှိဘူးเนาะအဲ့တော့လိုင်ယွန်ဥတာရဲကဒီနေ့ဥတာရဲကိုလည်း short တက်လို့တော့မရဘူးဗျာသိရမယ်ဒါပေမဲ့လိုင်ယွန်ကလည်းသွား short တက်လို့များနည်းနည်းဆိုနည်းနည်းလေး ဟိုကောင်လည်းအိမ်မင်းဆိုအာအာကောင်းနေအတင်လိုင်းကလည်းလက်ရှိမှာကားလမ်းဖော်နေမစိုးနေဘူးဗောနော်အဲ့တော့ဒီပွဲကဂိုးပေါင်းပေါ်ကြိုက်တယ်ဘာလို့လဲဦးတာဘက်ကလည်းဂိုးအိမ်ကွင်းလုံးဂိုးမြူးတဲ့အတင်လက်ရှိမှာဂိုးပေါင်းအောက်တွင်တောက်ချောက်ကန်တာဆိုသူအပင်ကြအရဂိုးပေါင်းပေါ်လာတဲ့နေဘောနော်အော်ဒီပွဲမှာကျွန်တော်ဦးထားဘက်နဲ့ဒီ lion ပွဲစဉ်ဘောနော်အဲ့ဘက်ကကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဘော်ဒီမှာနည်းနည်းလေးကျွန်တော်လန့်နေ lion လည်းတိတ်မနေရဲဘောနော် နောက်တစ်ပွဲတော့ကျွန်တော်စတုကတ်နဲ့ဆက်တာပြီးကိုစတုကတ်တလုံး80နိုင်ပေးတယ်ဂူပေါင်းကြီးတလုံးတည်ရေပေါ့နော်အဲစတဲ့ကြီးလုံးကလည်းအဲ့လောက်ပဲ level အဲ့စတဲ့ကြီး level 90ရှုံးပြီးရေဂူပေါင်းကြီးတလုံးကို30နိုင်လောက်ပေးရေပေါ့နော်ဒါမှလည်းရှိမှာတလုံးတည်ရေတလုံး85ပြားနိုင်အော်ဒီပွဲမှာဆက်တာပြီးကိုကျွန်တော်တို့လှုပ်ရှားနေပေါ့တည်5ပွဲဆက်ကြီးကန်သွားရေနော်ဟိုတနေ့ကတော့ကျွန်တော် channel မှာပို့ထားပြီးဒါမှဒီနေ့တော့ channel ဒီနေ့တော့တော့မရလောက်တော့ရှုံးတော့ပြီးဟိုတည်မကြလောက်တော့လို့ကျွန်တော်တွေးရေအော်ဒီပွဲတော့ကျွန်တော် ancient ဖြစ်တဲ့ ဒါဂျာမနီကလပ်စတုတ်ဂတ်ကိုပဲကျွန်တော်ကြိုက်ပါရနော်ဂူပောင်းဂူပောင်းက၃လုံး50နိုင်လောက်တုန်းကစတဲ့ကြီး၃လုံး50နဲ့၃လုံး30နိုင်ဆိုတော့ကျွန်တော်ဂူပောင်းအောက်လေးကိုကြိုက်တယ်ဘာလို့စပိန်ကလပ်တွေကအဝေးကွင်းဆိုရင်တိတ်ပြီးတော့တိုင်းလေးဖွင့်စောလေးမရှိဘူးဒါဘောလုံးကင်ကလာပြီးတော့ခန်းတင်းကြည့်လေးကလာတဲ့အတင်းတော့ဂူအောက်သွားနေစတုတ်ဂတ်အရာကြည့်မယ်ကျွန်တော်စတုတ်ဂတ်ကဂျာမနီကလပ်ဖြစ်တဲ့တိုင်းလေးဖွင့်စောတဲ့အတင်းတိုင်းလေးအာတန်တဲ့အတင်းတော့ဂူပေါ့မယ်အဲ့တော့စတုတ်ဂတ်ရဲ့ဂျီတန်ဘက်ကိုရောက်လာတယ်ပေါ့နော်3ဒီဝင်ရုံနောက်ကိုကတ်လာပြီဆိုတော့စတုတ်ဂတ်ရဲ့ဂျီတန်မှန်နေတယ် ်ဆယ်ရာမီကိုရကြည့်မယ်ဆယ်ရာမီကိုကြည့်ကိုပေါင်းကြီးဖွင့်ခဲ့ပွဲတွေကိုကျွန်တော်ရှေ့ပွဲသွားကြည့်မယ်ကိုပေါင်းကြီးတူလီတီဝင်ရောဘယ်တော့မှမဖွင့်ခဲ့ဘူးတူလီပလန်50ဆိုတာတော့မှဒါတော်တော်လေးရှားတဲ့ပွဲစဉ်တွေပေါ့နော်အော်စတုကက်ဂျီနန်နာကက်တော့ကျွန်တော်ဒီပွဲဇုံဘော်လေးကြိုက်ပါနော်စတုကက်21လို့ရဆန်မျိုးတွေနော်31လို့32ဒီလိုမြည်လာဟို1122တော့မလာတော့တော့တယ်တေ6ပွဲဆက်ကြီးရောရှားပါနော်အတေ6ပွဲဆက်ကြာရှားပါနော်အဲ့တော့ကျွန်တော်စတုကက်နဲ့ဂိုးဘော်ဇုံဘော်လေးကြိုက်တယ် ရန်ပွိုင်းနဲ့ပနာတီနာကော့မှာရန်ပွိုင်းလေဗယ်50ရှုံးပြီးကိုပေါင်းကြီး3လုံး50နိုင်ဖြစ်လာမနက်ကကျွန်တော်ကြည့်ရန်ပွိုင်း340ပဲရှုံးမဲ့ပြီးကိုပေါင်း3လုံး80နိုင်လောက်ပြီးတာပနာတီကကော့ကဂလိကရက်ညီကိုလေးတီးပြီးတာကိုပေါင်းအောက်ကန်တဲ့အတင်းပဲလीနော်အဲဒါမဲ့သူနီးပြန်50ကျော်ကိုပေါင်းအင်သွားမနေရဘာလို့ရန်ပွိုင်းကသူ့လိမှာဆွစ်ဇာလန်လိမှာအိမ်ငွင်းဆိုဂိုးတားမျိုးတဲ့အကလက်ဂိုးအသားမျိုးရဲ့အတင်းဆိုကျွန်တော်အဲ့ဒီဘွဲမှာ3 plus 50လောက်ကြီးရောက်လာအကြီးတန်းမှာကျွန်တော်ဂိုးပေါင်းပေါ်ကြိုက်တယ်အင်ရှင်မှာကျွန်တော်ရန်ပွိုင်းမဲ့ကြရန်ပွိုင်းက ကျွန်တော်မန်ယူနဲ့တောင်မှမန်ယူရှုံးတာလေကျွန်တော်ဆိုချာလက်တဲ့ရော်နယ်ဒိုခီးရဲ့နှစ်လေနော်ဝမ်စီနဲ့လာမီနိုင်နီယာကနေတယောက်ထုတ်ခံလဲရဗျာဖရက်လာမီထုတ်ခံလဲပြီသူအိမ်မှာတားတိုက်တာလေကျွန်တော်တွားပြီးဒီပွဲလစ်ပြီးရှုံးပြီးပေါ့နော်တကယ်လည်းပွဲပြီးတော့ဟိုအောင်အနိုင်ကံသွားရမ်းသွားအဲ့လိုမျိုးဆိုဘေးတင်းလာလာမကြောက်ဘူးဟိုရှင်ဖိုက်ရဲ့အိမ်ကွင်းမှာကြောက်တည့်ရမလား အော်မန်တီနီယိုဘောဆိုတော့သူကိုပြက်ချီပဲရရင်မရှုံးဟာကိုဟိုရလက်ရှုံးရင်တော့မကြီးအောင်နိုင်ပြီးရင်ကိုပေါင်းပေါ်ဒီကန်ပြီးတယ်သူလည်းကိုတွင်းတယ်မန်တီတူလည်းကိုပြီးအဲ့လိုပုံစံမျိုးတွားထားဆိုဒီဘက်မှာကျွန်တော်ရန်ပွိုင်းသုံးပေါ်ကြိုက်တယ်ပနာဒီကာကောဇေယျရဆိုဒီကိုပေါင်းရင်သူလီပြန်90မဖြစ်နိုင်ဘူးလေလိုကန်ကန်နီးတနအီကွဲဆိုနည်းနည်းတော့ပြောရခက်တာချင်းရဆိုရပေါ့နော်ယူပါလီရဲ့ကြီးအရန်ချင်းတယ်သူလီပြန်80 90ပြန်ဖြစ်လာတော့ကိုပေါင်းပေါ်မစော့နေတော့အန်တီများရှောင်းလိုက်ပါနော်ရန်ပွိုင်းတစ်ချောင်းနဲ့ပဲစော့ပါနော် အဲ့နောက်တစ်ပွဲကအူဆာနဲ့အချီပေါ့စပိန်လာလီဂါဒီပွဲမှာတော့ကျွန်တော်ဂူပေါင်းအောက်ပဲကြိုက်ပါတယ်နော်ဘော်ဒီကတော့အူဆာကြိုက်တယ်ပေါ့အချီကြီးအောင်တာများနေပြီအချီနည်းနည်းလေးများနေပြီကျွန်တော်တန်းတဲ့တင်းဆိုမြဲတော်တော်လေးကိုအဝေးကွင်းမှာဆိုလဲဒါစီပီလောက်တူတူနော်အတလတီကိုအတင်းလိုလိုမျိုးဒါတေဝဝန်းကန်တာဆိုနည်းနည်းအချီများနေပြီအဲ့တော့အချီကြီးကြတော့မယ်လို့ကျွန်တော်တွေးတယ်အဲ့တော့အူဆာဇူနာအင်ရှင်လေးပဲကျွန်တော်ကြိုက်တယ်ဘော်ဒီမှာဂူပေါင်းအောက်လေးနဲ့တွဲဆော့ပါနော်1စီလောက်ပဲသွားဖို့များ1စီ2စီပေါ့နော်အဲ့လောက်ပဲသွားဖို့များ နောက်ပဲ real obito နဲ့ဘာက2 plus 65ပြားနိုင်3လုံး10ပြား15ပြားရှုံးပြီးတယ်။ဒါဒီပွဲကဘာကဒီနေ့ကြေးကြမယ်လို့ကျွန်တော်တွေးတယ်ကြာဘာကကြေးကြချိန်တန်ပြီပေါ့နော်။ဘာလို့လဲဆိုရှေ့မှာလည်း3ပွဲဆက်ကြီးအောင်ထားတယ်။ဟို new guys ကိုခွေးကြီးနဲ့အောင်တယ်ဂီတာဖေးကိုအောင်တာတော့ဒါကြီးမှန်ပါတယ်နော်။နော်အဲ့လိုမျိုးဆိုတော့ဘာကကြေးကြချိန်တန်ဘာကြောင့်ကြေးကြချိန်လည်းတန်နေနောက်တစ်ခုကရှေ့မှာ real matter ဒါကိုပြက်နဲ့ကြီးအောင်ထားပြီ။အတီ18ကွာလည်းတစ်လုံး တေဝင်ရိုးတော့တာပြန်ခွာနဲ့ဆယ်ပြားရုံးပြားနဲ့ဆယ်ရှုံးဆိုတော့အဲရရင်ဆုံးရှုံးမရှိဘူးเนาะအဲ့တော့တင်းတင်းလောက်ပဲကြီးအောင်လာဒီကောင်လေး၃နင်းကစပိန်က၃နင်းမှလို့အတင်း၃နင်းမှတင်းလောက်ပဲကြီးအောင်လာဆိုတော့ဘာကကြလောက်တယ်ဒီနေ့ရီယိုအိုမီတိုပေးအောင်လောက်တယ်အဲပေးအောင်လဲဆိုကြီးအောင်လောက်ပြောရအောင်เนาะဘာက21လို့ reset မျိုးတွေ10လို့ reset မျိုးတွေနောက်လည်းပဲ9လောက်တယ် အဲပြီးတော့ဘာကာကဒါပြီးရင်ဆိုစီတက်နဲ့ကန်ရမယ်ပြီးရင် PSG နဲ့ချန်ပီယံလိပွဲတော်ရှိရပါတော့နည်းနည်းလေးတော့အဲ့ပွဲထင်းကြအော်ဆိုစီတက်နဲ့ပွဲကလည်းသူနည်းနည်းလူချွေတာမယ်ဆိုဒီပွဲတော့သူအမှတ်တော်ယူသွားလိမ့်မယ်ရှိမှာပေါ့ VM ထွေးကဂိုးပွဲတိုင်းဒါရမတီရနေသူအတေတော့ကြာခံမှာ 1D တလုံးအတာတော့ကတ်နိုင်လိမ့်မယ်ဗျာသိရမှာအော်ရေအိုဗီတို့ဘော်ဒီတချောင်းမဲကြိုက်တယ်ဂိုးပေါင်းအောက်ကမနေရဘူးဟိုတယ်နဲ့ကလို့နာပိုလီနဲ့ ီစာနဲ့လို့လုတ်သွားတယ်ဘော်ဒီကိုအကျပြီးကိုပေါင်းပေါ်ကန်သွားတာမျိုးလုတ်မှာဆိုလို့ပေါ့နော်အဲတကယ်လို့ဘာကနှလုံးပြတ်နဲ့နိုင်မယ်နိုင်ငံလို့ပွဲပြီးကန်ဒီလိုဒါရဲဝူဝီတို့တချောင်းချောင်းနဲ့တကိုးပေးလိုက်ရတူဝမ်းနေဖြစ်သွားနိုင်တယ်တူနီဒီဖြစ်လို့တူနီဝမ်းဖြစ်မယ်လို့တူနီဒူဖြစ်သွားနိုင်တယ်အဲ့လိုမျိုးတော့ဘော်ဒီကပိုစိတ်ချကျွန်တော်ရဲအိုဘီတို့ဘော်ဒီလေးပဲကြိုက်တယ်ကိုပေါင်းကတော့လက်ရှောင်ကျင်တယ်ကိုပေါင်းကြီးကတော့နုတာမှန်တယ်ကိုပေါင်းအောက်တွားဖို့တော့များတယ်ဘာက1 3လောက်နဲ့ပြီးသွားတာမျိုးဖြစ်နိုင်ကြတော့များတယ်ပေါ့နော်ဒါပေမဲ့အန်ဒီများပါတယ်နော် အဲ့လောက်ပါပဲเนาะအဲ့လောက်ပါပဲဟိုအီတနီကက်ကကျွန်တော်မကြိုက်ဘူးเนาะအီတနီကက်ကျွန်တော်မကြိုက်ဘူးအော်ဒီနေ့ကတော့ကျွန်တော်ယူပါလိကျွန်တော်တို့90မီထင်တာပဲလေเนาะဟိုရှေ့မှာလဲကျွန်တော်ကြီးနောက်လဲလိုက်ကြည့်တယ်ခြေနောက်လဲလိုက်ကြည့်တယ်ဟိုကြီးနောက်ကြီးနောက်လိုက်တဲ့ကောင်ကခြေနဲ့ကန်သွားတယ်ခြေနောက်လိုက်တဲ့ကောင်ကကြီးနဲ့ကန်သွားတယ်အဲ့လိုမျိုးတော့ကျွန်တော်လဲတော်တော်လေးစိတ်ညစ်နေပြီတော်တော်လေးအထိနာနေပြီဗောနော်အဲ့တော့ဒီနေ့တော့ကျွန်တော်ကြွေးပြန်တက်ချိန်တော့ရောက်ပြီတော့ကျွန်တော်ထင်တယ်ပြီးတော့ကျွန်တော်ကြိုက်တဲ့ပွဲစဉ်တွေဒီနေ့ထဲမှာဆိုရင် ဟိုကြီးလဲမှန်နေမှန်တာထဲတော့ပို့ပြီးပို့ပြီးကြီးပြင်းနေတယ်ဖြစ်တင်ဖြစ်လိုက်တဲ့ကြီးနန်းနေလဲဖွင့်လာပွဲစဉ်တွေကျွန်တော်ရွေးထုတ်ပြီးတော့မမ်မာတွေကိုချပြီးမှဖြစ်ပါတယ်เนาะအော်ဒီနေ့တော့ဒီလောက်ပါကျွန်တော်နောက်နေ့ကျမှအားလုံးပြန်လဲတွေ့ဆုံကြပါမယ်မလဖန်တောက်ကြညာကကျွန်တော်ဟိုဟာရှိမယ်အမဘေးပြိုင်ပွဲတွေပြန်ဆပြီးပါတော့เนาะမမေးရှိမယ်ပြီးစနေနေ့ငွေလဲဟိုဟာရှိမယ်အမဘေးပြန်ဆမယ်ဆိုဒါဒီတစ်ပတ်ဥရောပနဲ့ပြီးခဲ့တဲ့စနေတနင်္ဂနွေစပြီးဒီတစ်ပတ်ဥရောပဂျာရက်ဒီမှာကျွန်တော်တို့တော်တော်လေးကိုမှဒုက္ခပေးသွားပါတယ်เนาะဟိုကျွန်တော်လဲ ကိုတယောက်တည်းများခံစားနေရလားလားဗောနော်ဟိုအဖော်သွားရှာတာဗျာအဖော်ညှိရတာဗောနော်တခြား distar တွေ YouTube မှာလည်းကျွန်တော် like ရှာကြည့်တယ်ပြီးလို့ရှင် Telegram တွေမှာကျွန်တော် share တယ် group တွေ like join ကြည့်ရအကုန်လုံးဒီလိုပါပဲเนาะဟိုအနေဒါနဲ့များရပဲกว่าတယ်အပေါင်းဟိုတိတ်ပြတာမတွေ့ရဟိုတချို့ဟိုအေဂျင့်နဲ့တွဲလုပ်တဲ့သူဆိုတော့မပြောတဲ့အေဂျင့်တွဲလုပ်တဲ့သူကတော့ဒါသူကစပွန်ဆာနဲ့အေဂျင့်နဲ့တွဲထားဆိုတော့ပတ်စံရလို့လုပ်ပေးတာဆိုတော့ဂျောင်းမြတ်နေအကန့်နေကျွန်တော်တို့ဒီတာမန် ဒီဘယ်လိုပြောမလဲကြိုက်တဲ့လူတွေဟာအကန်လုံးပါဆိုတော့သူတို့ကတော့အောင်အောင်ပါကိုကအောက်အောက်ဒီဘောင်မြတ်နေကြီးအောင်နေရဆိုတော့နော်အဲ့လိုမျိုးဆိုတော့မပြောတတ်ဘူးနော်ကဲတော့ဒီနေ့တော့ဒီလောက်ပါပဲနော်ကျွန်တော်တို့နောက်နေ့မှပြန်တွေ့ကြမယ်နောက်နေ့အားလုံးကျွန်တော်တို့ဒါမလဖန်ညလည်းရှိပါတယ်နော်မလဖန်ညကျွန်တော်ရှိရပွဲစဉ်တုံ့တက်ပြပါမယ်နော်အော်ကျွန်တော်ဒီနေ့တော့ကြွေပြန်တတ်မယ်လို့တော့ထင်တာပဲနော်ဒီနေ့တော့အကောင်းဆုံးဒါ view share ပြပါမယ်နော်မနေ့ကလည်းနိုင်လေခြင်းလို့နော်ဂီတာဖေး9အောက်လေးအပိုင်းနော်အဲအင်ဂျီကိုလည်းတလုံးတော့ဆိတ်ချရဆိုအပိုင်းเนาะအဲ့လိုမျိုးလေးရွေးချယ်ပေးလိုက်တာမှပဲဒါဖြစ် ဖိုင်းဘက်ကလည်း2 1နဲ့ပဲရက်သွားနော်ကန်ဆိုးတာလည်းပါတာပေါ့လေနော်ကန်ဆိုးရလို့ပဲပြောရမှာနော်ကျွန်တော်တို့ညံ့နေကန်လည်းဆိုးရပေါ့အဲ့လိုပဲပြောရမှာနော်ကဲအားလုံးဆုံးလိုက်ကြည့်ပြီးကြာကျေးဇူးအများကြီးတင်ပါတယ်နော်အားလုံး good night ပါအားလုံးမင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေအားလုံး good luck ပါခင်ဗျာ